ကချင်ပြည်နယ်မြစ်တနာမြို့မှာဒီကနေ့ဒီဇင်ဘာလ3ရက်နေ့နနက်9:00နာရီချိန်ခန်းကဂျာမိုင်ကောင်စစ်ဆောင်စခန်းနဲ့ဒီကထောင်စစ်ဆောင်စခန်းရှိဖက်ကန့်ဒေသမှာတင်းဆောင်လာကြတဲ့တိုက်ပွဲဆောင်ပြည်သူများအတွက်ကချင်ပြည်နယ်တက်ချီနီကြီးကြပ်မှုကော်မတီမှဆောင်းအခင်မိဖို့ကြောင့်တုံးပစ္စည်းများနဲ့ဆောင်းလို့ရေတုံးပစ္စည်းများကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ူတာချင်းစာနာထောက်ထားမှုအနေဖြင့်တိုက်ပွဲဆောင်ပြည်သူများအကူအညီရရှိစေရန်အတွက်၎င်းစောင်းတွင်းကာလမှာလိုအပ်တဲ့အသုံးဆောင်များမိဖို့ကြောင့်သုံးပစ္စည်းများနဲ့ဆောက်လုပ်ရေးသုံးပစ္စည်းများကိုထောက်ပံ့ပေးရခဲ့တယ်လို့ကချင်ပြည်နယ်တပ်ထင်းကြီးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူတို့ကပြောပါတယ်အခုတိုက်ပွဲဆောင်စခန်းတွေမှာဖခန်ဘက်ကပြည်သူတွေကလည်းတိုးလာပြီးနောက်ပြီးအခုကစောင်းတွင်းမှာလည်းလိုအပ်တဲ့ပစ္စည်းတွေကလည်းရှိလာပြီးဒါကြောင့်လိုအပ်တဲ့အရာတွေအတွက်လည်းထောက်ပံ့ပေးတယ်နောက်ပြီးမိသားစုတွေအတွက်လည်းမိဖို့ကြောင့်သုံးတဲ့ခေတ္တဆက်တွေဆောက်လုပ်ရေး သုံး Shadow တို့တွေကိုထောက်ပံ့ပေးခဲ့တယ်လို့သူကပြောပါတယ်။ဒါအပြင်ကချင်ပြည်နယ်ချက်ချင်းနီကြီးကြပ်မှုကော်မတီမှပြုလုပ်တဲ့တိုက်ပွဲဆောင်ပြည်သူများအောင်ထောက်ပံ့ပေးရခြင်းအစီအစဉ်တွေမြစ်တနာမျိုးနဲ့ဝိုင်းမော်မျိုးတို့မှတိုက်ပွဲဆောင်စခန်းဆက်တခုရှိအိမ်ထောင်စုပေါင်း389စုအတွက်စောင်းနေအခင်းတို့အပြင်ခေတန်းဆက်142ခု Shadow တို့50စုံတို့ကိုလည်းပေးရခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလမှာလည်းကချင်ပြည်နယ်ချက်ချင်းနီကြီးကြပ်မှုကော်မတီမှပြုလုပ်တဲ့ကန့်သက်ချက်မဲ့ငွေသားထောက်ပံ့ခြင်းအစီအစဉ်တိုင်းမြစ်တနာမျိုးတို့ တွင်ရှိတိတ်ပွဲဆောင်စခန်း6ခုမှ အိမ်ထောင်စု330စုအတွင်ထောက်ပံ့လှူဒန်းခြင်းများကိုပြုလုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်။